က်ရှိနေထားရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီ Mwen di ene li a lo mwen 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 so kwa pe to a men, mwen so kwa pe to a men, e tro so kwa mwen pou sen a pou mwen a jan lo mouti pale mwen di a. Tro a di da ime teti ou pjen mi sou to a man a, an to mwen pou kono tro lakso ou a men di a ti an pi le tro long yon yin sen a, san chon lepe tro mwen a mwen a pou ta li pou mwen a jan lo mouti pale, an li pou kono, an tro nou di pa malo pe sen ta mouti le, waponon tro pou la nan ene pou sen se si, pou pou la nan ene pou sen mwen mwen cheni ou chi pe tro pou se sen ta mouti le, ya yon se si kawa. အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလက်ရှိချိန်တွေအထိပေါ့နော်ကျွန်တော်တို့ဒီဒီမြို့နယ်မှာမြို့နယ်ဒီမုဂုမြို့ပြင်မှာရှိနေတဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေပေါ့နော်တော်လိုင်းအဖွဲ့တွေအားလုံးကျွန်တော်တို့စူးစီးပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထူးတလဲပြင်ဆင်နေရတာရှိပါတယ်ဟုတ်ကဲ့ ဟိုသူရဲ့ duration ပေါ့နော်အဲချိန်တိကျအောင်လို့သူကတော့တုံ့ပြန်ချိန်ကြထားတာမျိုးတော့မရှိဘူးအဲဒါပေမဲ့လို့ကျွန်တော်တို့နှိစက်ရအတိုင်းဝိုင်းနေရတဲ့စင်အဲကြားတိရတဲ့လူသားတွေကတော့အဲခုနှစ်ရက်တစ်ပတ်သုံးဖို့ဆယ်ရက်လောက်ရှိလို့သူအချိန်ရတယ်လို့သူပြောပါတယ်အဲ့ဒီအတွက်လည်းတချို့ဌာနဆိုင်ရာတချို့ပေါ့နော်ဌာနဆိုင်ရာတချို့ရဲ့မိသားစုဝင်တွေလည်းတုံ့ပိုးတွေနဲ့သူတို့ပြောင်းရွှေ့နေကြတယ်ကိုလည်းကျွန်တော်တို့ဒီလိုလေးရတယ်ပေါ့နော်ဟိုလူကြီးအလုံးစုံအကျဉ်းလိုက်ကြည့်ပြောင်းနေတာမျိုးတော့လောလောဆယ်ဆယ်တော့မရှိသေးပါဘူးကြောက်တယ် သူကအခုလက်ရှိနေသားတွေရပါတော့အဲဒီဘက်ကတော့လည်းရေးတက်ဖွဲ့ကြီးကိုညီနိုင်တိုင်းမြေဆွေးနွေးတာမျိုးလည်းမရှိပါဘူးပြပြောပြတာမျိုးလည်းမရှိဘူးပေါ့နော်အဲ့တော့ကြောင့်မလို့သူကတော့အဲဒီခုလိုမျိုးကျွန်တော်တို့ကတကယ်တည်းတက်လာမှတာလေးကျွန်တော်တို့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပြီးမယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့သိရတာမျိုးဖြစ်ပါတယ်ပြအဲ့ဒီတော့ကိုကျွန်တော်တို့ကြိုတင်ပြီးတော့ခေါ်ယူပြီးညီနိုင်တိုင်းမြေဆွေးနွေးတာမျိုးဘာတစ်ခုမှမရှိတဲ့အတွက်ကြောင့်မလို့သူတို့ဘယ်လိုပုံစံနဲ့ဆုတ်မယ်ဆိုတာမျိုးလည်းကျွန်တော်တို့ကိုချင်းတွေတော့မသိရှိရသေးပါဘူး အဲတခုတော့ဟိုကျွန်တော်တို့အနေထားတွေမျိုးစုံတော့ပွာချမှုတွေတော့ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတော့ပေါ့နော်။အဲဘယ်လိုပွာချမှုတွေရှိပြီလဲဆိုရှင်ကျွန်တော် နောက်ဆုံးပြန်ပြီးရတဲ့ကိစ္စတွေနောက်ကျွန်တော်အစောကနဦးကာလာတော့ကျွန်တော်တို့လာဆုံးပြန်ပြီးရတဲ့ကိစ္စမျိုးကြီးပေါ့။အဲလာဆုံးပြီးတော့နောက်ဆုံးပြင်မယ်နောက်ဆုံးပြီးတော့ကြောင်းမယ်ကြောင်းမယ်ပြီးတော့ဒီပေါ်ပေါ့နော်။ဒီကိစ္စတွေပုံမှန်ကတော့ တို့ဒီစစ်ကော်မရှင်တွေဝင်လာတဲ့အပေါ်မှာမြို့ကန်ဒီအာကျူစုရတယ်ဆိုတော့တို့စစ်တပ်လို့ဗီဒီယိုလေးတွေဖြန့်လာရှိတယ်ကဲဒီလူတွေလည်းကျူစုရတယ်ရှီကောင်းရှိလိမ့်မယ်ပေါ့နော်အဲအဲ့ဒီအပေါ်မှာဆိုတော့ဒီမြို့ကျွန်တော်ပြန်ပြီးထားတဲ့မြို့ဒီမြို့အပေါ်မှာတော့ကျွန်တော်ကြည့်ချင်းအဖြစ်ပေါ့နော်အဲ့ဒီမှာကဒေသခံကာကွယ်တပ်ဖွဲ့ဝင်တွေဒေသခံကာကွယ်ရေး PDF တွေပေါ့နော်ဒါတွေကမရှိတော့နေတဲ့ဒေသတွေဖြစ်ပါတယ် အခုလက်ရှိမိုးကုန်းမျိုးကတော့ဒေသခံကာကွယ်ရေးတပ်တွေနဲ့အားကောင်းတယ် energy mori လက်အောက်မှာရှိနေသောကျွန်တော်တို့တရင်တပ်ဖွဲ့တွေပပပတွေလည်းအားကောင်းတဲ့နေထိုင်မှုတွေရှိတော့ကျွန်တော်တို့နေနေကြတော့သူတို့အရင်ကပင်းနေတဲ့မြို့တွေလို့ထင်တော့လွယ်လိတ်နေတယ်လို့ကျွန်တော်တို့ဒီနေ့အမ်ဘူးထင်နေပေါ့ထင်တော့မလွယ်ဘူးလို့ကျွန်တော်တို့ထင်ပါလိမ့်မယ်ဟုတ်ကဲ့လရှိမိသားတွေကကျွန်တော်ခုနကပထမဦးဆုံးပြောခဲ့တယ်လို့ပြောတော့သူတို့ရဲ့စကားစကားဝင်လာမဲ့လမ်းကြောင်းအနီးထောက်က ်သူက TNL နေနဲ့ဟိုလာရှိုးမျိုးကိုပြီး MNDA ပြီးလို့လုံလုံရေးဆောင်ရှောက်တဲ့လာတယ်ဆိုလို့ရှိရင်ကျွန်တော်မဟာမိတ်တက်တီရှားတဲ့မှာထိခိုက်မှုတစုံတရာဟိုမဖြစ်အောင်တော့ပြီးတော့ဒီနေ့နေ့လုံးဝမတိစားလို့ဒီလေရှိလာနိုင်လေပေါ့နော်ရှိလာနိုင်တယ်သူကြီးမဟုတ်သူတို့ဘလို့ပုံစံမျိုးနဲ့ဝင်လာပြီးသူတို့အလုပ်ပဲဝင်လာမလားပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့သိကြပါလေကျွန်တော်တို့ဟိုတိုက်ပွဲတွေနဲ့ ရဆိုင်ပြီးတော့မှပဲသူတို့ဒီမျိုးကိုဟိုအပြင်းထန်တိုက်ရှူရလိမ့်မယ်လို့ကျွန်တော်တို့ဘက်ကတော့ဒါကျွန်တော်တို့အနေနဲ့ဒီပူပေါင်းဆောင်ရွက်ချက်တွေလည်းအဲကျွန်တော်တို့ဆွေးနွေးတိုင်ပင်နေစေပေါ့နော်အဓိကကြီးတော့ကျွန်တော်တို့သတင်းထုတ်ပြန်လို့မရသေးဘူးလက်ရှိချိန်ကြီးကျွန်တော်တို့ဆွေးနွေးတိုင်ပင်နေစေအနေထားဖြစ်တယ်နောက်ပြီးတော့မျိုးကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့အစီအစဉ်တွေချနေစေအနေထားပဲဖြစ်ပါလေဗျအဲ့လိုကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့ဟိုတချို့အချက်လက်တွေပေါ့နော်အပြည့်ဆုံးတော့မတင်ပြနိုင်ပေမဲ့လို့ဒီကြောင်ပါပဲစကားစားဝင်လာခဲ့ရတော့ဘုံဘုံမျိုးကြီးအချားမျိုးများနဲ့အချားမျိုးများလို့ ော်သူတို့အလွယ်တကူဝင်ရောက်ပြီးတော့အေးအေးလူလူနဲ့သူတို့ဟိုဌာနဆိုင်ရာတွေတိဆောက်ဟိုသူတို့ရဲ့စက်ကော်မရှင်ရဲ့အုပ်ချုပ်ရေးတိဆောက်လို့ရပဲမျိုးမဟုတ်ဘူးသူတို့ကျွန်တော်တို့နေတဲ့တပ်ပြောလိုက်ပါလေကျွန်တော်တို့ကအစစမပြပြည်သူရဲ့ဟိုအပေါ်တော့ထောက်မှမှုနဲ့ရည်တည်ခဲ့ရတဲ့အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာစက်ကော်မရှင်ကလူလူငုံဝင်လာတယ်လေကျွန်တော်တို့ရဲ့မျိုးသူမျိုးသားတွေရဲ့ထိခိုက်မဲ့အရေးကိုပေါ့နော်စက်ကော်မရှင်ရဲ့လက်အောက်မှာကျွန်တော်တို့ဒီလူတွေဒုက္ခရောက်မဲ့အရေးကလည်းကျွန်တော်တို့အတန်းနိုင်ဆုံး ဟိုစူးစမ်းပြီးတော့ကျွန်တော်တို့ရဲ့ရှိတဲ့ခွန်အားဟိုကာယအာညာနာအားရှိတဲ့ပေါ့နော်တနက်ခင်းအကုန်လုံးလေးတော့ကျွန်တော်ခုခံတိုက်ခိုက်တော့ဘူးလေကြီးရထားတာရှိပါတယ်ပြီးတော့ကျွန်တော်တို့အဲဟိုပေါ့နော်ဒေါ်လာကြီးကနေခေတ္တခဏအားယူသွားတဲ့ဟိုလူငယ်တွေကိုလည်းကျွန်တော်တို့ပြန်လဲပြီးတော့ပိတ်ကောခေါ်ယူထားတာလည်းရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဆက်လက်ပြီးတော့ကျွန်တော်တို့လက်တွဲပြီးပူပေါင်းပါဝင်တဲ့အဲပြည်သူတွေကိုလည်းကျွန်တော်တို့ပိတ်ခေါ်ထားတာလည်းရှိပါတ ော့အဲဒီတော့ကျွန်တော်တို့ကတော့အဓိကတော့ကျွန်တော်တို့ညို့ကိုစစ်ကုံရှင်လက်ထက်ကိုလက်လက်ပြန်မပေးရရှိအတွက်ကိုတော့အဲကျွန်တော်တို့အဆောင်ကျူးစားနေပါတယ်ပြောချင်ပါတယ်တော့လက်ရှိကတော့ဒါပြောရမယ့် solution တော့ဟိုဒီစစ်အာဏာရှင်ကိုမချိုက်လို့မျိုးစုံတော့မျိုးမျိုးတော့ပေါ့နော်ဒီသူတွေကသူတို့တက်နိုင်တဲ့ဘက်ကနေ တော်လိုင်းရင်းနေပဲပေါ့နော်လူကိုယ်တိုင်းတော့လည်းကောင်းလူကိုယ်တိုင်းပါဝင်နိုင်တဲ့သူကလည်းလူကိုယ်တိုင်းပါဝင်ခဲ့တယ်လို့လူကိုယ်တိုင်းမပါဝင်နိုင်တဲ့သူတွေကလည်းအဲကျွန်တော်တို့တိုင်းနိုင်ငံညီမျိုးစုနဲ့အဲထောက်ပံ့ကူညီရင်းနဲ့ရှင်းတယ်လာကြတဲ့ပြည်သူတွေဖြစ်တော်ကြမှာလက်ရှိချိန်ဒီလိုမျိုးကြီးကျွန်တော်တို့ဒီဟွာပေါ့နော်အဲစစ်ကောင်ရှင်လက်ထဲကိုလွယ်တူပြထည့်လိုက်တဲ့အတွက်ကိုလည်းဟိုမိုးကမျိုးသူတို့သားတွေအနေနဲ့ကတော့ဟိုစိတ်ထဲမှာအိုးသူနေနဲ့စိတ်မကောင်းရဘူးခံရစိတ်ကြီးလေအများကြီးရှိနေကြတယ်ပေါ့အဲအဲ့ဒီတော့ကိုလည်းကျွန်တော်တို့နေနဲ့ကတော့ တာက EOE အဝတော့တိုင်းနာလည်းကချိတ်ချုပ်ထားတဲ့တန်ကြီးဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီတိုင်းတော်လိုင်းအဖွဲ့ဒီအနေနဲ့ကတော့ကျွန်တော်တို့ဟိုခုခံကာဝေးပေးဖို့ကလွယ်ရပါကျွန်တော်တို့ဟိုဘယ်လိုပြောရလဲဆိုရင်သူတို့ပုံတွေအဲဘယ်လိုပြောရလဲဆိုရင်စိတ်ပြဝန်နေမှုတွေဒေါ်လာထွက်မှုတွေပုံတွေလဲကျွန်တော်တို့ဒီနေ့ကတော့ဟိုကျွန်တော်တို့လက်သိပြင်းလာတဲ့ပုံတော့ကျွန်တော်တို့မြို့ကိုကျွန်တော်တို့အတန်းတိုင်းဆုံးခုခံကာဝေးဖို့မယ်ဆိုတာကိုကျွန်တော်တို့ပြောနေမှာပဲကော